အင်းတွင်းမီအပြင်ကမထုံနဲ့တဲ့အမောက်တို့မိန်းမကောင်းတွေမှာမိန်းမတွေအိမ်ထောင်ထိမ့်သိမ့်မဲ့မိန်းမတွေမှာစံထားရမယ့်အချက်ကအဲ့ဒီအချက်ဖြစ်ပါတယ်အဲ့ဒီအချက်ကိုမတော်လိုက်နာမယ်ဆိုရင်အိမ်ထောင်ကြီးကအမောက်တို့မြေဖို့လမ်းစာအများကြီးရှိတယ်ဆက်ပြောပြမယ်နော် ဘယ်လိုပြောလဲဆိုတော့အရင်ချင်းရှိမှယောက်ျားရဲ့ကံကောင်းတာမဟုတ်ပါဘူးတဲ့အဲကျမဆိုရင်ဘာမှပညာမတတ်ဘူးပေါ့နော်ယောက်ျားရဲ့ကံကောင်းတယ်ဆိုကျမလေးတွေမှန်တာလေးရှိတာ ਨੇ စကားလေးပြောစင်ညာလေးရှိလို့ပေါ့နော်အဲ့တော့အမတို့ကလည်းယောက်ျားရဲ့ကံကောင်းတယ်ဆိုတာအရင်ချင်းဆိုတဲ့ဟာတဲမှာလေးငွေကိုပြောတာမဟုတ်ဘူးကျမလေးယောက်ျားလေးတွေစံနှုံးနဲ့ပဲဆိုင်တယ်နော်ကိုကမလှဘူးလို့ကိုကိုထင်လေအလှတစ်ခုကမိမတိုင်းမှာအလှတစ်ခုရှိတယ်။နောက်ဆုံးကပေါက်ပန်းမှာတော့ပေါက်ပန်းလှရှိရလေ။နော်အစင်းသာမလှတာ။အဲတဘောကအမောက်တို့ကအနံ့သာမရှိတာ။ ရုပ်ကြီးစင်းအိမ်ကပေါက်ပန်းရတယ်လှပြီးသားဆိုတော့ပန်းတိုင်းကတစ်ခုမဟုတ်တစ်ခုလှပြီးသားရှိတယ်မင်းကလေးတွေမှလည်းအဲ့ဒီတိုင်းမှာအလှတစ်ခုကိုရှိကြပြီးသားကို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 မမြင်တတ်လို့သားအဲ့တော့ပဲကိုကိုလက်ထက်တဲ့ယောက်ျားကလည်းသူ့ရဲ့စံနှုန်းထဲမှာဒီအချက်နဲ့ရွေးလိုက်တယ်ဆိုရင်အဲ့ဒီမိန်းကလေးသူတဘောရချစ်မှာပဲတဖက်ကရီးစားကဘလောက်ပဲလှလာ तू 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 ကြိတ်စိတ်ကြိုက်စံနှုန်းမရှိဘူးဆိုရင် तू အဲ့ဒီမိန်းကလေးသူယူကြည့်မှယူမှာပဲအဲ့ဒီတဘောပဲအဲ့ခါကျတော့ အမတို့ကအရင်ချင်းဆိုတာငွေနဲ့တိုင်းကြလို့မရဘူးလို့အမသွေးမိတာလေးပြန်ပြောပြတာနောက်တစ်ချက်ကအများကြီးပဲအမကိုလာပြီးရှင်ဖွင့်ကြတယ်အမကလည်းဘယ်လိုကြောင့်မလဲအိမ်တော်ကြီးအကြံပေးတယ်မဟုတ်ဘူးဒါပေမဲ့အမရဲ့ဘဝနဲ့ပတ်သက်ပြီးတွေ့ရလေးပဲပြပြပေးမယ်နော်။ဘာလဲဆိုတော့အမတို့ရဲ့ဘဝတက္ကသိုလ်ကနေပဲသင်လာတဲ့အရာပေါ့နော်။ဒါဆိုရင်အိမ်တော်ကြီးမြဲဖို့အတွက်အမတို့ကအိမ်တော်တခုတည်မြဲဖို့အတွက်အမတို့ဘာလုပ်သင့်လဲဆိုတော့အမတို့မှမထားတဲ့နဲ့မာနာမထားရဘူး။နော်ထားတဲ့နဲ့မာနာထားရမယ်။ အထူးသဖြင့်ငါဘလောက်ပဲငွေရှာတတ်ပါစေဘလောက်ပဲပတ်စံအရေးရှင်ရှိပါစေမတော်အဲ့ဒီရဲ့မာနတွေကိုကိုရထားတဲ့ယောက်ကိုလက်ထပ်ထားတဲ့ယောက်ျားတွေကိုချစ်တဲ့ယောက်ျားဖြစ်တဲ့အတွက်အမတို့ကမာနထောင်ထားလို့မရဘူး။တချို့တွေဆိုအရေးချင်းတွေအများကြီးငွေတွေအများကြီးချမ်းသာတယ်ဒါပေမဲ့အိမ်တော်နဲ့မမြဲတာညီမလေးတို့သိပါလိမ့်မယ်။ဘာဖြစ်လို့ဆိုတော့ ဲ့ဒီမှာမောင်တို့ကမထားသင့်တဲ့မာနကိုထမ်းမိသွားရလဲပါနိုင်တယ်တချို့ချို့တော့သူတွေကကြတော့ဖောက်ပြန်သွားလို့လဲပါနိုင်တယ်ကွာယောက်ျားလေးဆိုတာကအဲသူ့ယောက်ျားကိုယ့်ယောက်ျားအကုန်လုံးမှာကောင်းတဲ့အချက်တွေအများကြီးမရှိသူတို့မကောင်းတဲ့ချက်တွေလည်းရှိနိုင်တယ်အဲ့တော့မကောင်းတဲ့ဆယ်ချက်ရှိရင်ဥမာဆယ်ချက်နဲ့ဆန်လုံးချလိုက်မယ်ကောင်းတာနှစ်ချက်ရှိရင်မကောင်းတာရှစ်ချက်ရှိရင်အဲနှစ်ချက်ကလေးနဲ့ပါထိပြီးကိုရီးယားကိုရီးယား အိမ်တော်ထူထောင်ပြီးသားဆိုတော့ရှေ့ကိုသွားအောင်ကိုမြေမကကိုထိမ့်သိတဲ့အရာလေးတွေရှိတယ်။အဆက်ဆက်အရာမှာအမြဲတီးခံနေမှာအောက်ကျနေမှာပြောတာမဟုတ်ဘူး။အဲ့ဒီမှာမှပညာလေးတွေလိုလား။ပညာဆိုတာအတန်းပညာကိုပြောတာမဟုတ်ဘူး။ဥမာကွယ်ကိုယောက်ျား KDB ကိုခဏခဏသွားတတ်တယ်ဆိုရင်တော့အမားတို့ကျိန်ဖန်များစွာမသွားအောင်ကိုကပြောတတ်ရမယ်။ပြီးလို့ရှိရင်အမားတို့ mainly တဲ့အိမ်တော်မြဲခြင်းအထူးသဖြင့်ကအခုခေတ် social media ခေတ် social media ပေါ်မှာကိုယ့်စိတ်ကိုမပြတ်တိုင်းဘယ်တော့မှမတင်ပါနဲ့။ကိုယောက်ျားမကောင်းချောင်းကိုယောက်ျားကောင်းချောင်း နမတော့အများကြီးမတင်ပါနဲ့ကောင်းချောင်းတင်လို့အချင်းလဲစလိုက်ကြော်တွေလာတတ်တယ်နော်မကောင်းချောင်းတွေထူးထူးပြေးအိမ်အောင်မကွဲချင်မှုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာမကောင်းချောင်းမတင်အောင်ရှေ့ကိဆုံးမစကားကြားဘူးလားမသိဘူးအဲ့တော့အိမ်နွေးမိကိုအပြင်မထုံနဲ့အဲနော်ဟွာကိုဟွာဘာလဲမလေးမိသားပါပြောပြောပြမဲ့ချန်ကနေမှတို့ ်ငယ်ငယ်တုန်းကတင်ရရင်လေကွာចောင်းចောင်းစာတွေမှာဆရာမလည်းစာမေးသွားပြီចောင်းစာတွေမှာတင်ရတယ်လေလက်သီးနဲ့လက်သီးဆုပ်ပြပြီးလက်ဝတ်ထန့်ပြတဲ့ဟာဟာလေအမလေးမေးသွားပြီအဲအဲ့ဒီဇကားထဲမှာပါတယ်လေအမလေးမဟုတ်တထားเนาะအဲ့မှာမိန်းမတွေရဲ့ဆောင်ရမယ့် ီကံစီးနှင်းအိမ်တော်ထိမ့်သိမ့်မဲ့မိန်းကလေးတွေမှာတာဝန်ထမ်းဆောင်ရမယ်အလင်းဝတရား၅ပါးမရဝတရား၅ပါးအပြင်အများကြီးပဲရှိသေးတယ်နော်အဲတချို့တွေဆိုရင်ယောက်ျားယောက်ျားဝတရား၅ပါးနဲ့ရှာဖွေတာကိုကိုယ်စနီးမရမပေးဘူးအဲ့လိုယောက်ျားမျိုးလဲကိုကမဖြစ်ရဘူးအမှန်တကယ်ဒါဖရာဟောတဲ့မှာလည်းပါထားပြီးသားယောက်ျားတယောက်ဒီကိုရှာဖွေတဲ့စီစဉ်ဥစ္စာကိုမိန်းမကိုပေးရမယ်အဲမိန်းမကလည်းယောက်ျားရှာဖွေပေးရတဲ့စီစဉ်ဥစ္စာကိုကျမတို့ကစီးတဲ့ရေးဆက်တဲ့ကတဲ့တဲ့ထိန်းတဲ့ရမယ်အဲ့လိုအချက်ကလေးတွေနဲ့ ်သူတတ်မှတ်ထားတဲ့စံနှုန်းလေးနဲ့သွားမယ်ဆိုရင်ကျမတို့ရဲ့အိမ်တော်ကြီးကများသွားပြီးအဆင်ပြေတယ်အဲအဓိကပဲအချက်ကဘာချက်လဲဆိုတော့မာနထောင်သွားခြင်းပဲနောက်ပြီးလို့ရှိရင်ကြီးစုမတိတဲ့ခြင်းပဲကိုကကိုကအမဆိုရင်အမနွမ်းပါတယ်အမယောက်ျားအမြဲတမ်းပြောတယ်အနေတိုင်းလည်းအိမ်မှာပြောတယ်ငါယောက်ျားကိုကျေးဇူးတင်တယ်တကယ်ယောက်ျားကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့သူ့ကြောင့်အမနော်တခါမှအိမ်ကိုအိမ်တော်ချစ်ချင်ကြီးအိမ်မှာနဲ့နေမှမထင်မဲ့လေသူထားပြီးလို့အိမ်မှာနဲ့နေရတယ်ဟုတ်ဒါပေမဲ့အမအိမ်နေမှာမတင်းနေဘူးအမအီချင်းနေမှာဒီထက်မကအမဖြစ် ဖြည့်နိုင်အောင်တိုးတက်အောင်အမကြိုးစားတယ်ကြိုးစားကြိုးစားရင်းနဲ့ပဲအမအများကြီးပဲပြောင်းလဲလာခဲ့တယ်အရင်တော့ရတဲ့ဆိုင်အမအရင်2020ရဲ့ဆိုင်အမ2025မှာအများကြီးပြောင်းလဲသွားတဲ့လူတယောက်ဖြစ်ဖြစ်လာတယ်ဒါလည်းကိုကိုတင့်နေလားမတင့်နေသေးဘူးအမ2030အမအသက်40ရောက်တဲ့အခါမှာနော်ဝင်းဝေးတွေကိုရှာဖွေစီမံနေတဲ့ပတ်စွင့်အင်ကန်တွေထိုင်ပြီးတော့ယူနေရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဥဆောင်နေရတဲ့မိမဖြစ်မှဖြစ်ကျင်တယ် အမဘွားနဲ့အခုချိန်မှာတချို့တွေဆိုရင်အမပြောတဲ့ဘွားကရပြီးနေပြီသူတို့ရဲ့သူတို့ရဲ့ကုသကံအတိတ်ကံနေရှိတယ်အဲ့ဒီနေရာမှာအတိတ်ကံလာပြီအိမ်တော်ကြီးအမပြောသလိုအကုန်စူးစမ်းတာပဲဘာလို့အိမ်တော်ကြီးကံဆိုးရလဲပျော့ပြအဲ့လိုမျိုးလာပြီးမက်မှာကြောက်လို့အမတို့မှာကံလက်ရှိကံနဲ့အတိတ်ကံဆိုတာရှိရလေအတိတ်ကံကမှပါလာခဲ့အမတို့ရှောင်လွှဲလို့မရဘူး ဟုတ်တယ်ဟုတ်အတိတ်ကံမှာကိုယ်သူကိုယ်သူမျိုးကိုဘာလုပ်ခဲ့မှာကိုမမသိတာအဲ့ကြသူမျိုးအိမ်တော်ကိုခွဲခဲ့ကိုယ်အိမ်တော်လည်းခွဲမဲ့သူရှိလာမှာပဲဒါကအဲ့ဒီတပိုင်းဒါပေမဲ့လက်ရှိအဲ့ဒီကံတရားတွေရှိမရှိအမတို့မသိနိုင်တဲ့အချိန်မှာလက်ရှိအမတို့မိသားစုဘဝကိုဖျက်ဆန်းရှောက်လန်းနေတဲ့အခါမှာသူ့အပေါ်မှာလည်းကိုကောင်းအောင်နေလိုက်မယ်ကိုလည်းငါမကြိုက်တာသူ့ကိုမပြောသူမကြိုက်သူဒါဒါမကြိုက်ဘူးငါလည်းမပြောငါဒါမကြိုက်ဘူးငါ့ကိုလည်းမပြောနဲ့ဆိုတဲ့ကြောင့်မတို့ပုံမှန်လင်းများချင်းသွားမယ်ဆိုရင်အဆင်ပြေဖို့ရခိုင်တော့ကများတယ်နောက်တစ်ချက်ကအခုနောက်ပတ်သက်လို့ပဲယောက်ျားလေးတွေထိနေတဲ့နေရာမှာလေအမတို့ကလေချော့နေဘဲတုံရတယ် ိလားအမယောက်ျားအိမ်မှာမရှိဘူးနော်သူရှိရင်လည်းမဒီစကားပြောရဲတယ်တတရှိတယ်အိမ်မှာအဲ့တော့အမတို့ကယောက်ျားကိုချော့ရတယ်ကလေးတယောက်လိုပဲယောက်ျားအချော့ရမ်းကြိုက်တယ်နော်လမ်းမနေယောက်ျားဆိုရင်အမတို့ကမတိကျွတ်ကျွန်ပြုတ်ပြီးတော့ချော့ရမယ်အဲတချို့တို့ကျတော့ဆိုရှယ်မီဒီယာမှာတန့်ပေါက်ခဲ့ပြန်အဲ့ဒါဘာဖြစ်သွားပြီလဲအမတို့အိမ်အောင်ခွဲဖို့လမ်းစာရောက်သွားပြီကိုကိုကိုအကြောင်းလဲလူတိတယ်ကွာဘာဖြစ်လို့အတိခံနေမှာတော့မတိတလို့တိတလို့နဲ့ပဲကိုကညအိယာဝင်တဲ့အချိန်မှာကိုယောက်ျားကိုပြောလို့ရတယ်နော်အဲ့လိုပညာအများကြီးရှိတယ်အဲ့လိုနဲ့ကိုကထိမ့်သိမ့်ရမယ် နော်ဒါအမကတော့အဲ့လိုပဲကိုအိမ်တော်ဘက်ကိုပညာနဲ့လည်းဘုဒ္ဓတရားလို့ပြောမလဲကွာဘာသာရေးအသိနဲ့ပေါ့နော်အဲဘာသာရေးအသိနဲ့ထိအမတို့ကစီးနဲ့ဘောင်နဲ့လူတော်လောကဆာစီကန်းနဲ့နေတယ်မလားအဲ့ဒီစီကန်းလေးတခုကိုကသူ့ကိုတတိမလုံနဲ့လို့ပြောတာမျိုးထက်ဒါလေးကဒီလိုလေးဆိုတဲ့အရာလေးကိုကိုကပြောတတ်ရတယ်အဲ့လိုပြောတတ်တယ်ဆိုရင်အဆင်ပြေတယ်အမလည်းအရင်တော့ကလင်းနဲ့မြေအိမ်တော်ကြကြတယ်ငဲတဲ့အချိန်မှာတယောက်တယောက်အရင်ချစ်တယ်နော်ယူကြတာပဲ အမအဆင်မပြေဘူးရံဖြစ်တဲ့အချိန်လေးအများကြီးပဲရံဖြစ်တဲ့ရက်တွေရပောင်းကြုံခဲ့ဘူးလေရံဖြစ်လေလေအဲ့ဒီတဲက ပြန်ယူတယ်ငါသူ့ကိုဒီစကားတစ်ခွန်းပြောလိုက်တယ်သူသာမကြိုက်ဘူးအဲ့တော့ငါသာမပြောဘူးနောက်တစ်ခွန်းကြိုက်ရင်သူ့ကိုဒီစကားနဲ့အတိတ်ပဲတူတယ်ဘလို့စကားပြောရမလဲလို့ကို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 တင်ရတာဘသူ့ကိုအစတော့ကိုလေကလေးဆိုတော့ညီမလေးရဲ့လိုက်မေးပူတယ်ရမတို့ရဲ့ရှိတာပေါ့နော်အာအဲ့လိုမျိုးဒါပေမဲ့အဲ့လိုမျိုးပြောခြင်းကကိုရဲ့အိမ်တွင်းမိကိုအပြင်ထုတ်တာနဲ့အတူတူပဲအာမကောင်းဘူးအဲ့တော့လူဆိုတာကရှေ့မှာသာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နေမနဲ့နေမနဲ့နေမနဲ့ကိုရကြရင်ဗာပြောပြီလေအဲ့ကောင်မငါဘလို့ပြောသွားတယ်တော့ဒါရက်ွက်ထဲထုံးစံပြပြတာနော်ကိုရဲ့ပုံမွှင်းချင်မှာရှေ့ထုံးတာ तू ဟဲအဲ့မိမပေါ့အဲ့ငယ်တော့ငယ်တယ်ဆို ကောင်မပေါ့အဲ့ကောင်မလေးပေါ့အေးရဲ့ဒီလူမလေးဘလို့မှမသိဘူးအဲ့နဲ့တို့ညနေရနဲ့အကုန်ပြောတော့ဘာထူဘာဘာထူသွားလဲဘာကျွရဲ့လက်မမရှိဘူးအဲ့ကြောင့်အမစကားတခုံးကိုပြောချင်တယ်ဆိုရင်လေအမဘတော်မှလူတွေတော့ရင်မဖွင့်ဘူးအမရခံသားချက်ကိုအမရင်ဝမ်းနေစရာပဲရှိရှိအမလူတွေမပြောဘူးဝမ်းသာတယ်ရှိတယ်မှဘာလို့လဲဒီအမစာအုပ်နဲ့ဘောပင်နဲ့ခဲတံနဲ့စာအုပ်နဲ့ notebook တို့ထဲမှာဝမ်းနေစရာရှိတာချရေးလိုက်ငိုပလိုက်အဲ့ဒီစာရဲ့ကိုလုံးချပြီးမီးရှို့ပလိုက်ဘယ်သူမှမမြင်ဘူးအဲ့ဒါခံသားချက်နဲ့ပေါ့သွားပြီအဲ့ဒီလိုနဲ့အမတို့ ဝမ်းနေနေတဲ့အပြိုလေးဆိုရင်အဲ့လိုပဲကိုဖြစ်ချင်တာမဖြစ်တဲ့အခါဝမ်းနေနေတဲ့အခါမှာတော့အဲ့ဒီကိုခံစားချက်တွေကိုပောက်ပွဲလို့ရတယ်။သူများအပေါ်မှာမပောက်ပွဲနဲ့။သူများကိုတော့မပြောပြနဲ့။ကိုရဲ့ခံစားချက်တွေသူများကိုမပြောနဲ့။ကိုကိုအဲ့ဒီလိုကလှောင်မဲ့ပြောင်းမဲ့အပြစ်အပြင်မှာပြန်ပြောပြန်လူတွေကြီးပဲ။အဲ့ဒီလူတွေကြီးပဲတကယ်ချင်းကောင်းရှိရောရှိရတာမဲ့ရှားတယ်။တိလားမိတ်ဆွေကောင်းရှိတယ်ရှားတယ်။ဒါကြောင့်မိမိကိုမိမိသာမိတ်ဆွေကောင်းဖြစ်ပြန်ပေါင်းမိမိကိုမိမိတကယ်ချင်းကောင်းဖြစ်ပြန်ပေါင်းအဲ့ဒါအမကျင့်သုံးတဲ့နည်းပဲ။အမကတော့အဲ့ဒီနည်းနဲ့မကျင့်သုံးနဲ့။အဲ့တော့တကယ်ချင်းကောင်းနေမရှိလို့လည်းအမဝမ်းနေဘူး။နော်ဒါမဲ့သူများအပေါ်မှာ ာတော့အမအများသောဖြစ်တဲ့ငယ်ချင်းကောင်ဖြစ်အောင်နေပြလိုက်တယ်။သူတို့ခက်ခဲဖြစ်လာရင်ဆိုအမတက်နိုင်တဲ့ညာနာအားနော်ကိုကူညီနေရရှိအကူညီရဲ့အကုန်လုံးနဲ့အမကူညီပေးတယ်ဒါအမဘက်ကတက်နိုင်တဲ့ငယ်ချင်းဆိုတဲ့ခံစားချက်တွေအမပေးလိုက်တာ။ဘသူ့အမအမငါတော့ငါငယ်ချင်းကောင်းကြီးမငါမငယ်ချင်းကောင်းမရှိဘူးငါတော့ဘသူမှမချစ်ဘူးအမမခံစားဘူး။တနေ့နေ့အမတို့အကုန်လုံးက ကိုလန်းကိုစီသွားတာညီကောင်မတော်အချင်းချင်းတော့မအောင်တော့အိမ်တော်ချက်သွားရင်ကိုယ့်အိမ်နဲ့ကိုနေရတာမဟုတ်ဘူးလေနော်အဲ့ဒီလိုပဲမအကျင့်သုံးတယ်ဒါကြောင့်မလို့အိမ်တော်ကြီးအနေနဲ့ဟာငါကအကုန်ပြည့်စုံပါတယ်ဘာဖြစ်လို့ကွဲသွားရလဲဆိုရင်အမတို့မှာဒီအထူးသဖြင့်တတိနဲ့အတိတတိရှိရမယ်ဘာလဲဆိုတော့မိန်းကလေးမှာရှိတဲ့နဲ့မာရတဲ့ပို့ထားလို့မရဘူးမာရတဲ့ပို့ထားလိုက်ပြီဆိုရင်အဲ့ယောက်ျားကအမတို့ကဘလောက်ပဲချော့ချော့ဘလောက်ချစ်ချစ်သူမကြိုက်တော့ဘူးသူ့ပုံမှာနော်ခြေတုပ်ပစိုးအဖေမဟုတ်ရင်တော့မပဲယူကျိုးပြီးတော့ယောက်ျားကိုတန်မိုးထားတဲ့မိန်းမတစ်ယောက်ကိုသူပြန်ပြီးတော့သူရွေးချယ်သွားမှာပဲအဲ့ဒါကြောင့် ရှိရလေအိမ်ပေါ်ပြန်ယူသွားတာမျိုးတို့အဲအဲ့ဒီအိမ်ပေါ်သူ့ကိုသူဖြစ်ကျင်တဲ့အရာတွေကိုလုပ်ပြီးရကျိုးနုံတယ်လေဆိုလိုချင်တာကွာယောက်ျားဆိုတာအိမ်ဦးနဲ့နော်ငယ်ငယ်ကြီးကြီးအိမ်ဦးနဲ့အမတို့ကတန်မိုးထားရမယ်ဒါဆိုရင်အမကမိန်းကလေးတမ်းမဲ့အဲ့လိုပြောလာအမအဲ့လိုယောက်ျားအကုန်လုပ်ပေးနေရလားမဟုတ်ဘူးကိုကိုပြန်ပြီးတော့လုပ်ပေးနိုင်အောင်လေကွာပြောတက်ဘာပြအကုန်လုံးအနှစ်ချုပ်နဲ့ပဲထက်ပြီးတော့အကုန်ပြောမယ်ဆိုပြောစရာမကုန်ဘူး။ဒီအနှစ်ချုပ်ကိုပြန်ပြောရမယ်ဆိုရင်အမားတို့ကအိမ်ထောင်ကိုထိမ့်သိမ်းတဲ့ခါမှာမိမဝတ္တရားဖြစ်တဲ့အတွင်းမိကိုအပြင်မပို့နဲ့။နောက်နံပါတ်2အချက်က အတိတ်တည်းနဲ့နေသူ့ကိုကိုပြောမယ်ဆိုရင်တော့ချက်ချင်းမပြောနဲ့ပြောကာနည်းကိုပြန်ထိန်ပြီးမှပြန်ပြောအဲဆိုရင်ကိုပြောမဲ့လေတန်ပြောင်းသွားတယ်အဲတော့တစ်ဖက်ကလူကလည်းနားရလက်ခံသွားပြီးကိုပြောစီရတဲ့အကုန်လုံးကိုကိုဖြစ်ချင်တာကိုဖြစ်ဖြစ်ချင်းပြောရင် လက်ခံလိုက်မယ်။ဘာလို့လဲသူကိုယူကလေးကချစ်လို့ယူခဲ့တာလေ။ကိုချစ်တဲ့မိမတယောက်ကိုစိတ်မချမ်းသာအောင်တော့သူလည်းလုံမှာမဟုတ်ဘူး။ဒါပေမဲ့ကိုကနဘိုးနစာသွားလို့နေလေသူကကိုရွှေ့ဖို့ပဲရှိတယ်။အဲ့လိုနီလန်နဲ့ကိုကအိမ်တော်ကြီးတစ်ခုကိုထိမ့်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကိုဖြစ်ကျင်တဲ့အရာဆိုဖြစ်ဖြစ်လေးနဲ့အေးအေးလေးမှမှန်ပြောအဲ့ဒီအိမ်တော်ကမမြဲဘူးဆိုတာမရှိဘူး။ဒါပေမဲ့အရှိအမပြောသလိုပဲအတိတ်ကံပါလိုက်တော့မရဘူးပေါ့နော်။ဒါကြောင့်မလို့ငါကတော့ဘာတွေပြည့်စုံနေပါတယ်။ကိုဘက်ကိုကိုကိုအကောင်းရင်းမတွေးနဲ့။ကိုဘက်ကအားနည်းချက်တွေလို့ကိုပြန်တွေး။ဒါဆိုရင်အဖြေပေါ်လာလိမ့်မယ်ညီမလေးတို့ရင်မတွေးနော်။